တောင်းတက် DNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ပေါ်အမှတ်တရက်ကွက်ကိုယမနေ့နေ့လယ်၂နာရီခန့်ကစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ရမှာအရသား6ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဟာကြောင်မဲမြို့ပေါ်ကရသားပြစ်မှတ်တွေကိုယခုလ24ရက်နဲ့26ရက်များကလည်းပုံကျဲတိုက်ခိုက်ခဲ့ရမှာယခုတိုက်ခိုက်မှုက9ရက်အတွင်း3ချိန်မြောက်၄ချောင်းတိုက်ခိုက်မှုလည်းဖြစ်ပါတယ်ဇွန်လ24ရက်နဲ့26ရက်နေ့တို့ကစစ်တပ်ဟာကြောင်မဲမြို့ပေါ်အမှတ်3ရပ်ကွက်နဲ့အမှတ်9ရပ်ကွက်တွေကိုပုံကျဲခဲ့ပြီး အဲ့ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရက်သား9ဦးသေဆုံးပြီး14ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။အမတ်တရက်ကွက်ကိုပြစ်မှတ်ထားခဲ့တဲ့စစ်ကောင်စီရဲ့ယခုတိုက်ခိုက်မှုအတွင်းဒဏ်ရာရရှိခဲ့သူအမျိုးသမီး2ဦးအမျိုးသား4ဦးဖြစ်ပြီး၎င်းတို့ကတော့မြို့ကန်ပရဟိတအဖွဲ့တွေကနှီးစက်ရဆေးရုံတွေကိုပို့ဆောင်ပေးနေတယ်လို့ဒေသခံတွေကဆိုပါတယ်။တရက်ကွက်ပင်လုံလန်းပေါ်ကဘုံကြီးကျောင်းဘက်ကိုကျဲသွားတာပါ။ဘုံကြီးကျောင်းလည်းပျက်စီးတယ်။အဲ့ဒီနာကအိမ်တွေလည်းပျက်စီးတယ်။တဘာဝဘေးစီမံရေးရုံလည်းပျက်စီးသွားတယ်။လူတွေလည်းထိခိုက်မိတယ်လို့ဒေသခံတို့ကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ယခုလေကြောင်းတိုက်ခိုက်မှုအပြီးကြောင်မဲမြို့မှဈေးအပါဝင်ဈေးဆိုင်ကမ်းများပိတ်ထားပြီးမြို့ကတချို့တင်းရှောင်နေကြတာကြောင့်မြို့တွင်းလူသွားလူလာနေပါသွားတယ်လို့ဒေသခံတွေကပြောပါရယ်တအောင်တက် DNL ဘက်ကစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်နေအိမ်၁၀လုံးကျော်ပျက်စီးသွားပြီးအရသား၆ဦးထိခိုက်ခဲ့တယ်လို့၎င်းတို့ထိန်းချုပ်ထားတဲ့ Facebook page များမှာတစ်ဆင့်သတင်းထုတ်ပြန်ထားပါရယ်စစ်ကောင်စီဘက်ရင်းတဲ့ဝါရဖြန့်သတင်းဌာနတွေကတော့ ကြောင်မဲမျိုးအထွေထွေအုပ်ချုပ်ရေးရုံးမှာစခန်းချထားတဲ့ DNLA တပ်ဖွဲ့ဝင်ကိုလေကြောင်းမှတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါဗျ။နောင်ချုံမျိုးကိုစစ်ကောင်စီတပ်ကမြေပြင်ထိုးစစ်ပြင်းထန်တဲ့ချိန်မှာ DNLA ထိန်းချုပ်ထားတဲ့ကြောင်မဲနောင်ချုံနဲ့မိုးကုံမျိုးတွေကိုလေတပ်ကနေစဉ်ပုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ဒဇန်၂၀ခွန်စစ်စင်ရေးကာလအတွင်းမှာမန္တလေးတိုင်းမိုးကုံအပါဝင်ကြောင်မဲတီဘောကုတ်ခိုင်နောင်ချုံအပါဝင်မျိုးပေါင်း၁၂မျိုးကို DNLA တပ်ဖွဲ့ကသိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ခုတစ်ခါ မဲလာမှာဒုဗိုလ်မှူးကြီးများအပါအဝင် စစ်ကောင်စီအရာရှိကြီး၄ဦးတိုက်ပွဲမှာတေဆုံးပြီးတဲ့နောက်စစ်ကောင်စီကတပ်မ66တပ်တွေကိုနယ်မြေရှင်းလင်းခိုင်းနေတဲ့တဲ့ရင်ကိုဖော်ပြပေးပါမယ်။ပဲခူးတိုင်းမဲလာမြို့နယ်မှာဒုရီယာဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီအရာရှိကြီး၄ဦးတိုက်ပွဲမှာတေဆုံးပြီးတဲ့နောက်စစ်ကောင်စီကတပ်မ66တပ်တွေကိုနယ်မြေရှင်းလင်းရေးဆီလွတ်နေတယ်လို့တက်တွင်းသတင်းမြင့်များနဲ့တော်လိုင်းရေးသတင်းမြင့်များထံကသိရပါဗျ။ဇွန်လ16ရက်နေ့ညနေ4:00အချိန်ခန့်ကမဲလာမြို့နယ်အုတ်တွင်းရွာအနီးက အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာအဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖုံမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ဗိုလ်မှူးဖြိုမင်ဦးတာယာဝတီခရိုင်ဒုတိယရဲမှူးကြီးစိုးခိုင်မဲလာမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ဗိုလ်မှူးရန်နိုင်အောင်ပါဝင်စစ်တပ်က20အုပ်ထံမှနေတည်ဆုံခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတည်ဆုံပြီးတဲ့နောက်ဗိုလ်မှူးချုပ်ဝင်းတူလင်းကိုနေပြည်တော်စေယုံကမဲလာမျိုးနယ်ခလာရတစ်တူဆစ်လုပ်ပြီး စစ်ကြောင်းများနဲ့မဲရမျိုးနယ်အတွင်းမှာရှိတဲ့ဘကိုးရုံးမှစစ်စင်ရေးလှုပ်ဆောင်ခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးမှာစစ်ကြောင်းတစ်ခုလျင်စစ်အင်အား900နဲ့စစ်ကြောင်း၃ခုကိုဗုံးချုပ်ဝင်းတူလင်းကစီမံကိုခဲ့ပြီးစစ်ကြောင်းထိုးခိုင်းနေတာဖြစ်တယ်လို့သိရတာပါ။ PDF ခြေပြုရွာဆိုရင်ဘာမှမချန်တဲ့အကုံရှင်းဆိုပြီးဗုံးချုပ်ဝင်းတူလင်းကအမိန်ပေးတယ်။နောက်ပြီးရွာတွေကိုမီးတင်ချိုတာအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေးကြောင်းတိုက်ခိုက်တာတွေလည်းတောက်လျှောက်ရှိလိမ့်မယ်။မဲလာမျိုးကိုနေမြေရှင်းလင်းမှုစစ်စင်ရေးလုပ်နေတာလို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။ ဘုံကျုပ်ဝင်းတူလင်းဟာစစ်တပ်ကတို့တရက်စီအပတ်စဉ်39ကျောင်းဆင်းဖြစ်ပြီးရခိုင်ကတမ66တမမှုဖြစ်ခဲ့ရမှာ2024ခုနှစ်မှာအရန်အင်အားတို့ပို့ဆောင်ခံခဲ့ရသူလည်းဖြစ်ပါတယ်။လက်ရှိတမ66တမမှုမှာဘုံမှုကျုပ်ကျော်စိုးလင်းဖြစ်ပြီးစစ်တပ်ကတို့အပတ်စဉ်41ဆင်းဖြစ်တယ်လို့လည်းသိရပါတယ်။ဝင်းတူလင်းကဒုတမမှုဖြစ်ခြင်းဖြစ်နိုင်တယ်ကျွန်တော်တို့လည်းစိတ်ဆင်နေသေးပဲရှိသေးတယ်။တမ66တမမှုကတော့ကြော်ဆိုးလင်းပါပဲမင်းလာတောက်ဆုံးတိုက်ပွဲမှာတလောကမက်ဆီကြိုက်သွားတဲ့ဒုတိယဘုံမကြီးတွေနဲ့ဘုံမှုတွေက လေဦးစလုံးကကာဖာဆာ16ပရောင်းတက်နေတဲ့ကဖြစ်တာသိရတယ်လို့စီရီယံဗိုလ်ကြီးစင်ယောကပြောဆိုထားပါတယ်။မင်းလာမြို့နယ်မှာနေပြည်ရှင်းနေမှုမပြုတ်နိုင်ပါကစစ်ကောင်စီအား၎င်းကိုယာတုမအနာပေးသည့်အထိအရေးယူမယ်လို့တမ66မှာစစ်ရာရှိကြီးတွေကဖိအားပေးထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ဗိုလ်မှူးချုပ်များကိုယ်တိုင်စစ်စင်ရေးနေပြည်တွင်းမှာရှိတဲ့ခလာရတက်မှာအခြေပြုပြီးစစ်ကြောင်းတွေကိုစီမံခန့်ခွဲကုတ်ကဲနေရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီထိပ်ပိုင်းကနေပြည်တွေကိုပြန်ရဖို့တာဝန်ပေးတဲ့အခါမှာ မစ်ရှင်ကြောက်ဆုံးရင်ယာရုဖြုတ်မယ်ဆိုတာမျိုးတခါတည်းယာစတန်ပါပေးတာနေမီလက်တီဆင်ခိုင်ပြီးစစ်စင်ကိုကုတ်ခဲခိုင်းတယ်ဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာဖြူဟာလို့ဆိုပါတယ်မဲလာချေဆိုင်တော်လိုင်းသတင်းမြစ်တွေကလည်းစစ်ကောင်စီကမဲလာမြို့နယ်အတွင်းကိုအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာကျေးရွာဆယ်ကိုနီးပါးကိုမိရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတယ်လို့ပြောဆိုထားပါတယ်မဲလာရဲ့စီးရီးချင်းကအရန်ကိုတင်းမာနေတယ်ပြည်သူတွေလည်းထောင်နဲ့ချီဆစ်ရှောင်နေရတယ် အခြေအနေတွေကအရန်ဆိုးနေတယ်လို့မဲလောင်းမြို့ခြေဆိုင်တော်လရင်သတင်းမြစ်တွေကရှင်းပြထားပါတယ်။ဂျမ်ဘက်စစ်ကောင်စီတပ်တွေဟာဇွန်လ19ရက်နေ့မှာစတင်ပြီးမဲလောင်းမြို့နယ်အတွင်းကိုစစ်အာအလုံးရင်နဲ့စစ်ကြောင်းထိုးလာနေခြင်းလည်းဖြစ်ပါတယ်။အာရှရဲ့ရန်လိုနေတဲ့အင်အားကြီးနေနိုင်ငံချားမှာရှိပြီးမဟာဗျူဟာရလုံစွာအချက်ချာကြတဲ့မြန်မာပြည်မှာဖြီးရင်းစစ်မီကြီးကတဟုံဟုံတောက်လောင်နေပါတယ်။ဒီဖြစ်ရက်ထဲကိုအင်အားကြီးနိုင်ငံများပါဝင်ပတ်သက်လာပြီး ပရိပကဟာပိုပြီးကြီးတဲ့ကြီးအောင်မျက်စပြစ်ဖိတ်ခေါ်နေသလိုဖြစ်လာနေတာကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကမြို့တို့မြမတက်နိုင်ပဲလက်ပိုက်ကြည့်နေရတဲ့အဖြစ်ကိုရောက်နေပါတယ်။ထို့သောဘူမိနိုင်ငံရဲ့အရာရတမအေးဖြစ်လာနေချိန်မှာပြည်တွင်းမှာလည်းစစ်အုပ်စုဟာဝေးသားလီပြည်ဘလူးစီးတဲ့အလားမဲမဲမြင်ရထင်ရှားဆိုင်နေတဲ့အတွက်22တန်းခန့်ရှိတဲ့ပြည်သူများကဒုက္ခပင်လယ်ဝေကအသက်တချောင်းကိုမနှဲရှာကြံမွေးနေရတဲ့အဖြစ်ကိုရောက်နေရပြီဖြစ်ပါတယ်။တရုတ်မှာ ၎င်းရဲ့လုပ်ငန်းများအများဆုံးအကောင့်ထဲပေါ်နိုင်ရေးအတွက်စူးညောင်းခလုတ်မှန်သမျှရှင်းလင်းဖယ်ရှားရေးပြောင်ကြကြဝင်ရောက်ဆွတ်ဖက်ပြီးစစ်အုပ်စုအားလက်နက်တပ်ဆင်ပေးပြီးရှုတိုက်ပေးနေခြင်းလည်းဖြစ်ပါတယ်။ဒါကိုပင်မိမိတို့ဟာပြည်သူအများမျှော်လင့်တောင်းတနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကြီးပေါ်ပေါက်လာရန်တာဝန်ယူဆောင်ရွက်ပေးနေပါတယ်လို့ဘယ်လာရုစ်တို့သွားရန်လေရင်ပေါ်တက်ခံပြီးငြိမ်းချမ်းရေးဖိုရမ်ကြီးမှာငါးစကားနွားရပြောဆိုသွားခဲ့တာဖြစ်ပါတယ်။တကယ်တော့ ၎င်းတို့ပြည်သူကိုထိုးသို့ပြားရင်နဲ့ဝမ်းချလာခဲ့ပြီးမှ1988ကတည်းကဖြစ်ဒီကိုအားလုံးကသိနေပြီးရှက်တက်မြည်ဆိုရင်းလဲတည်ဖို့ပင်ကောင်းနေပြီဖြစ်ပါတယ်။ဘေကျင်းရဲ့ညွှန်ကြားချက်အရ၎င်းတို့လုံးမဲ့ရွေးကောက်ပွဲဆိုတာကြောင့်ပြည်သူများဟာမိမိတို့ရဲ့အခြေအနေများပိုပြီးစိုးရတော့မယ်ဆိုတာကိုကောင်းစွာသိနာလည်ထားကြပြီဖြစ်ပါတယ်။ထိုးသို့တိုင်းပြည်ပြိုကွဲလာနိုင်တဲ့အခြေအနေဖြစ်နေတာကို၎င်းတို့နဲ့မြည်သူများမသက်ဆိုင်သေးလားပြည်ပဩဇာကံရွေးကောက်ပွဲကိုဝင်မဲ့ခန့်ညံ့ညံ့နိုင်ငံရေးသမားများကလက်ခံမောင်းခံနေခြင်းလည်းဖြစ်ပါတယ်။ ထို့မြတ်သာမကသေးပဲမိမိတို့အားစိတ်ချပါယံတရုတ်ပြည်ကွန်မြူနတီပါတီအားကိုတိုင်ကိုကြပင်သွားရောက်တတော်ဦးတင်နေခြင်းလည်းဖြစ်ပါတယ်။ပြိုင်ပန်လည်းမရှိတကိုယ်တည်းဝင်ရောက်ရှင်ပြိုင်ရမယ့်အပြေးပြိုင်ပွဲကိုဆင်နွှဲပြီးမျက်နှာပြောင်တိုက်ခါရွှေတစိမ့်တက်ယူရကြတဲ့ထိုးကဲသောသောနိုင်ငံရေးသမားတွေကိုပြည်တွင်းပြည်ပကမြည်သူများတလေတစားဆက်ဆံကြပြီမြင်နေ။၎င်းတို့အတွက်ကတော့ပြိုင်ပန်မရှိဝင်ရောက်ရှင်ပြိုင်ရမယ့်ပွဲမှာမျက်နှာပြောင်တိုက်ရဲဖို့ဆိုတဲ့အရေးချင်းမျိုးသာလိုအပ်တာဖြစ်ပါတယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ပြည်သူတို့တညတညထဲဆန့်ကျင်တောလှန်နေကြရွေးတာထွက်ပေါက်ပိတ်ခါကြံရမရဖြစ်လာနေတဲ့ဆေးအုပ်စုကအသက်ရှူချောင်းလို့ချောင်းလာ냐ရွေးကောက်ပွဲဆိုတဲ့စိမ်းမိတို့နဲ့ကိုစားရန်အမြန်ကြံစီခဲ့ကြရွေးတာ၎င်းတို့လွတ်တော်တဲ့ဝင်ရောက်ခွင့်ရခဲ့ခြင်းလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထို့သောတောလှန်မှုများမရှိခဲ့တဲ့ဘိုးတန်းရွှေတို့ဆေးအုပ်စုပင်လျင်တိုင်းပြည်ကို22နှစ်ကြာအေးလူလူအုပ်ချုပ်သွားခဲ့ကြတာအားလုံးသိပဲဖြစ်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရဲ့ညီလာခံမှာတင်ပြချက်အရ45တန်းသောပြည်သူတွေဟာ ကပ္ပပန်ကသတ်မှတ်ထားတယ်။ဆင်းရဲစွာနေထိုင်ကြရတဲ့ဒီနေ့ဝင်ငွေမြန်မာကျပ်၄၅၀၀နဲ့ရုန်းကန်နေကြရတယ်လို့ဖော်ပြထားပါတယ်။အစ္စရေးဂါဇာအီရန်စစ်ပွဲကဲ့သို့ပြည်ပခါကြီးကိုမိတို့များမဖြေရှင်းနိုင်တာကိုအဖြစ်တင်ဖို့ခက်လာတော့လေ။မြန်မာကဲ့သို့နိုင်ငံအသေးလေးမှာကုလသမဂ္ဂရဲ့အခမ်းကဏ္ဍပျောက်ကွယ်သွားတဲ့အဖြစ်အတွက်အဖွဲ့ကြီးရဲ့အနာဂတ်ဟာရင်းလေးပွေဖြစ်လာနေတာကသိသာထင်ရှားစွာမိမောင်းထုတ်ပြနေပါဗျ။ ရခိုင်နိုင်ငံပေါင်းချုပ်အသင်းကြီးကဲ့သို့ဤကုန်းချုပ်သွားမဲ့ရေကိုအားလုံးကစိုးရင်ကြောင်းကြလာကြ၍ပြုပြင်ပြောင်းလဲရေးများအများဆုံးပေါ်ဆောင်ကြဖို့အပူတပြင်းတောင်းဆိုလာကြပြီဖြစ်ပါတယ်။အဓိကအားဖြင့်ကုလလုံးကျိုးရင်ကောင်စီမှကြီးငါးကြီးဖြစ်တဲ့အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊တရုတ်ရုရှားတို့ကဗီဒိုအာနာဆွဲကင်ထားပြီးဆရာမွေးတပည့်မွေးမူဝါဒနဲ့ကမ္ဘာငြိမ်းချမ်းရေးကိုဖျက်လို့ဖျက်ဆီးလုပ်နေတဲ့အဖြစ်ကိုပယ်ဖျက်ပေးဖို့တောင်းဆိုလာကြပါတယ်။ဖြစ်တဲ့နာက၎င်းတို့ဗီဒိုအာနာနဲ့ပယ်ချထားတဲ့အဆိုကို အထွေထွေညီလာခံကြီးမှာအများစုရဲ့မဲနဲ့ဆုံးဖြတ်၍ပယ်ဖြတ်ခါလုံခြုံရေးကောင်စီအားမဖြစ်မနေပြန်ပြီးလိုက်နာစီခိုင်းမယ်ဆိုပါက ပြဿနာတော်တော်များများပြေလည်သွားနိုင်မယ်လို့ဆိုပါတယ်။လက်ရှိပြဿနာကကုလဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုမှန်သမျှကိုဗီဒိုအာနာဆွဲကင်ထားတဲ့၅နိုင်ငံစလုံးကသဘောတူအတည်ပြုရမယ်ဆိုခြင်းပဲဖြစ်ပါတယ်။အချို့ကလည်းဗီဒိုအာနာ၃ပိုင်ခွင့်ရှိတဲ့နိုင်ငံရဲ့လုံခြုံရေးကိုတိုက်ရိုက်မထီပါသေး၍၃ဆွဲခွင့်မပြုလို့ကန့်သက်ရန်အကြံပေးမှုများလည်းထွက်ပေါ်လာပါတယ်။အချို့ကလည်း ဂျီရိုဆာရဲ့ပါဝင် လူသားများပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများနဲ့ဆိုင်တဲ့အဆိုကိုဗီတိုတောင်းခွင့်မပြုရလို့ကန့်တယံလဲပြောလာကြပါတယ်။မိတော်ပင်ဆိုစေမြန်မာတို့ဆိုလိုက်တာနဲ့လုံချိုရေးကောင်စီမှရှိတဲ့တရုတ်ရုရှားတို့ကလက်ထောင်ကန့်ကွက်နေတာကြောင့်ကုလသမဂ္ဂဟာမြို့တို့များရှေ့မတိုးနိုင်ဖြစ်နေဒီကပဲပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာကိုအထင်ရှားပြသနေခြင်းလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။ ထိုင်းဝန်ကြီးချုပ်ဖေထုံတန်းယာရုမနှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြခဲ့ကြတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဖေထုံတန်းရှင်နာဝက်ရဲ့အဆိုအရဟာကမ်ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်နိမိတ်အရေးနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ဒေါသမြင့်တက်လာမှုနဲ့ရင်ဆိုင်နေရချိန်မှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာယာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာဇော်လ28ရက်ကဝန်ကြီးချုပ်ယာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။၂023ခုနှစ်မှာဖွေထိုင်းပါတီအာဏာရလာပြီးနောက်ပိုင်းအကြီးမားဆုံးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲလည်းဖြစ်ပြီး ဒီဆန္ဒပြပွဲဟာရိုးရွင်းနေတဲ့စီးပွားရေးကိုပြန်လည်ရှင်သန်ဖို့နဲ့ပြိုကွဲလွယ်တဲ့အစိုးရညွန်ပေါင်းအဖွဲ့ကိုတစုတစည်းတည်းထိမ့်သိမ်းထားနိုင်ဖို့ကြိုးပမ်းနေတဲ့အသက်38နှစ်ရှိဝင်းချချုပ်ပေထုံတန်အပေါ်လာမဲလာမှာအယုံကြည်မရှိမဲပေးမှုမတိုင်ခင်မှာဖိအားတွေတိုးလာနေပါတယ်။ဒီဆန္ဒပြပွဲကို United Force of the Land အမည်ရှိအမျိုးသားကြီးလှုပ်ရှားမှုတက်ကြွသူတွေအများဆုံးပါဝင်တဲ့ညွန်ပေါင်းအဖွဲ့ကစီစဉ်တာဖြစ်ပြီးဆန္ဒပြသူတွေဟာလူစီကားတဲ့လမ်းစုံမှာရှိတဲ့ စစ်ပွဲအထိမ်းအမှတ်အောင်ပွဲရအမှတ်တရနေရာတွေမှာအလံတွေကိုဝှေ့ယမ်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် United Force of the Land အဖွဲ့ဟာလုံခဲ့တဲ့စစ်စိုးနှစ်ခုအတွင်းရှင်နာဝက်ရဲ့ကျောတော်နောက်ခံပြူအစိုးရတွေကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ညွန်ပေါင်းအဖွဲ့လည်းဖြစ်ပါတယ်အရင်ဆန္ဒပြပွဲတွေဟာအစိုးရတွေပြုတ်ကျသွားတဲ့ဒိုက်ရိုက်အကြောင်းရင်းမဖြစ်ခဲ့ပေမဲ့2006ခုနှစ်နဲ့2014ခုနှစ်တို့မှာတရားစီရင်ရေးဆိုင်ရာဝင်ရောက်ဆက်ဖက်မှုတွေနဲ့စစ်တပ်အာဏာသိမ်းမှုတို့ကိုဖြစ်ပေါ်စေတဲ့ဖိအားတွေဖြစ်လာခဲ့ပါတယ်